Hello အားလုံးပဲမင်္ဂလာပါရှင် Into Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မနာမည်ဒေါက်တာထရူးကျော်ပါရေပြအထုကူဆရာဝန်ပါလူတွေလေရေကောင်းနေအများကြီးတစ်ကိုယ်လုံးကွာနေတဲ့သူတွေမြင်မှုကြရမလားရေကောင်းကွာတာကတစ်ကိုယ်လုံးမှာအရေးပြားမရှိသလိုပဲဖြစ်တယ်သူတို့တွေကအပူအအေးလဲညီမျှမှုမရှိဘူးရေကောင်းဆိုရဲ skin ကအရေးပြားကနော်ထိန်းတာအပူချိန်ကိုလည်းထိန်းတယ် ပြင်ကအရာဝတ္ထုတွေအတွင်းထဲခန္ဓာကိုယ်ရဲ့ကိုမဝင်အောင်လဲထိနေအတွင်းထဲကခန္ဓာကိုယ်ရဲ့ရေတွေအပြင်ကိုမဆုံးရှုံးအောင်မထွက်သွားအောင်လဲထိနေအစတော့ကတော့ရေကုန်ကွာတာနေရာနည်းနည်းလေးပဲနောက်ပိုင်းကျတော့တကူလုံးဖြစ်လာတာခေါင်းတွေရောခေါင်းတွေဆိုတော့ကရုံးတွေတုံးပလိုက်ကြတယ်စပင်းတွေလည်းကျွတ်တယ်ပေါ့နော်ပြီးရင်တကူလုံးမျက်နှာအစာရေကုန်တွေကွာတယ်ကိုလုံးတွေရောလက်တွေရောဆိုတော့အလူကိုကြည့်လိုက်လို့ရှိရင်ပျောင်ပျောင်ကြီးဖြစ်နေတာပေါ့နော်ပြီးရင်ညှဲနေတယ်တကူလုံးလည်းရှားတယ် တခါတလေသူကချမ်းတာတွေဆက်ဖြင်းဆက်ဖြင်းဖြစ်တာတွေပူတာတွေဘာဖြစ်လို့လဲဆိုတော့ချမ်းလဲချမ်းနေပူလဲပူတယ်တခါကျရင်တုံနေတဲ့အသားတွေကအဲ့ဒါဘာဖြစ်လို့လဲဆိုတော့အပူဝေးမညီမျှလို့မထိနိုင်ဘူးပေါ့နော်ပြီးရင်ခနာကိုမှာအဲခေါရောင်တာတွေလည်းရှိတယ်အဲ့ဒါကြတော့သူကဒီလူတွေကတာမမြင်နိုင်တာဒီဟာတွေအကုန်လုံးက loss ဖြစ်နေတာပဲ protein loss အသားဓာတ်တွေ loss ဖြစ်တယ်အရေကုန်ကွာတဲ့အတွက် protein တွေဆုံးရှုံးတယ်ပြီးတော့ရင် ရေပြားက protection ကကွယ်မှုမရှိတော့တဲ့အတွက်ကြောင့်မလို့ဒီရေဓာတ်တွေဆုံးရှုံးတယ် electrolytes ခန္ဓာကိုယ်ရဲ့ဓာတ်စားတွေလည်းဆုံးရှုံးတယ်အဲ့တော့ तू ကတိတ်တာမတိတာတာတဖြည်းဖြည်းနဲ့လူခန္ဓာကိုယ်ရဲ့အရာဝတ္ထုတွေအကုန်လုံးဆုံးရှုံးနေတာပဲအဲဝင်သွားတယ်ဒီဝင်သွားတဲ့အန်နဲ့ပေါ့နော်အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်တော့ဝင်သွားတဲ့အန်နဲ့ loss ဖြစ်တာအမြင်ရတယ်ပေါ့ဒီလိုမျိုးလူတွေကကြာအရေးကွန်ကွာနေတာ loss ဖြစ်တယ်ဆိုတာလူတွေကမသိကြအောင်အမှန်မှန်အဲ့ဒီအတိုင်းပဲ ဆုံးရှုံးလာခြင်းအတူတူပဲတဖြည်းဖြည်းနဲ့ဆုံးရှုံးလာရင်များတယ်အဲ့ဒါကြောင့်မလို့တဖြည်းဖြည်းနဲ့ကြာလာရင်အသက်အန္တရာယ်ကိုထိခိုက်တယ်အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့ဒါအရေးကြီးတယ်ပေါ့နော်အဖြစ်မှာဒီတိုင်းပဲကြည့်လို့ရှိရင်ကျတော့လေလူတွေကသူ့သူ့နာကိုတိတ်ပြီးတော့မကတ်ချင်ကြဘူးဘာဖြစ်လို့လဲဆိုတော့အရေးကုန်းကကွာနေတာလေဒီတိုင်းပဲလည်းမြင်နေရတယ်သူကလည်းကောက်တော့လေဘင်းသားတွေကွာနေတဖွာဖွာကြာနေတာပဲနော် အရေးပြားလူနာတွေကနော်တခြားလူနာတွေလည်းမတူတဲ့အကြောင်းရင်းအကြာသူတို့ကမြင်နေရတာကနည်းနည်းအဲစိတ်မချမ်းသာစရာဖြစ်တယ်ပေါ့အဲ့တော့လူတွေကနေပြီးတော့ရှောင်ဖယ်မှုလို့အဲ့လိုမျိုးလဲရှောင်ကျဉ်မှုလို့မျိုးရှိနိုင်တယ်အဲ့ဒါကြောင့်မလို့လဲစိတ်တက်ကြရတယ်လည်းရှိတယ်ပေါ့နော်ပြီးတော့ကိုယ်တိုင်လည်းဘာတွေဖြစ်နေလဲဘာတွေဖြစ်နေလဲဆိုမြင်နေရတယ်အဲ့ဒါလည်းပါတာပေါ့နော်ဒီလိုအရေးကွန်ကွာတဲ့အကြောင်းရင်းဖြစ်ရတဲ့အကြောင်းရင်းတွေအများကြီးရှိတယ် သူများတွေလို့စောင်းလွှဲมาတယ်လေဒီလက်ဖွားခြေဖွားလေးရေကုန်กว่าတာအဲ့ဒါလေးကိုပြောတာမဟုတ်ဘူးเนาะတကူလုံးခြေကုန်กว่าတဲ့အကြောင်းပြောတာဖြစ်ရတဲ့အကြောင်းရဲ့နေမှာအဓိကကတော့ဆေးမတည့်တာမတည့်တဲ့ဆေးကိုတောက်လိုက်မိတာဆေးမတည့်တာလိမ့်လိုက်မိတာအဲ့လိုမျိုးတွေမှာလည်းဖြစ်တယ်အဲ့ဒါအဓိကအဖြစ်ဆုံးအဖြစ်များဆုံးပေါ့เนาะအဲ့ဒါကြောင့်မလို့ဆရာဝန်တွေကဒီဟာကိုအဓိကလိုက်ရှာကြတယ်ပေါ့ဘာနဲ့ဘာဆေးနဲ့မတည့်ဘူးလဲဆိုတော့လိုက်ရှာကြတယ်ဆေးမတည့်တဲ့အချက်ကအဓိကပဲ နောက်ဘာဖြစ်နိုင်သေးလဲဆိုတော့ရှင် infection infection ဆိုတော့ပိုးဝင်တာပေါ့နော် HIV အဲ့အဓိကဖြစ်များတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးလူမျိုးတွေဆိုလို့ရှင်ကျမတို့တွေးစစ်တယ်ဒီလိုမျိုးယောဂါဖြစ်တိုင်း HIV ရှိမယ်လို့မဆိုလို့ဘူးနော်ဒီလိုမျိုးလူများလူနာတွေကိုအများသောဖြစ်စစ်လိုက်လို့ရှင် HIV ရှိနေရတာကြာသူတို့ HIV ကြောင့်မို့လို့ဒီလိုမျိုးအခြေကုန်ကွာတာတို့ဆေးမတည့်တာတို့ဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့တွေးစစ်တယ် ီးရင်တချို့တွေကကြာတော့ခန္ဓာကိုယ်မှာငကူကနှင်းငူလိုဟာလေးရှိတယ်ပေါ့နော်နေရာနည်းနည်းလေးပဲအဲ့နှင်းငူကတနေရာမှာနည်းနည်းလေးပဲသူတို့ဆေးတွေမှားလိမ့်မြင်တော့လကောင်တခုခုမှားသွားရင်ပေါ့နော်အဲ့ flare up ဖြစ်တာဆိုတကူလုံးဖြစ်လာတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လေဒီအဲဒီနှင်းငူကနေစပြီးတော့တကူလုံးဖြစ်သွားတာရှိနိုင်တယ်နောက်တစ်ချက်ကကြာတော့ဓာတ်မတည့်တာပေါ့နော်အဲ့ခန္ဓာကိုယ်ဓာတ်မတည့်တာလည်းအဲ့လိုပဲအဲ့တကူလုံးဖြစ်သွားတယ်ပေါ့တချို့ကကြာတော့ငကူက အရေပြားယောဂါရှိတယ် psoriasis ဆိုရဲအဲထက်တရာချွတ်ပွေးတာလေနော်အဲ psoriasis ရှိတယ်တချို့တွေကြတော့လဲ PRP လို့ခေါ်တယ်ခေါ်ရဲပေါ့နော် pityriasis rubra pilaris ဆိုတော့သူကလည်းအဲ့လိုမျိုးပဲတစ်ခုလုံးဖြစ်တတ်တယ်နော်ပြင်းနှင်းကလည်းအဲအရေပြားယောဂါပဲလေအဲအရေပြားယောဂါအနေတဆင်ဒီလိုမျိုးညာသွားတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့သွေးကင်ဆာပေါ့နော်အဲသွေးနဲ့ဆိုင်တဲ့ကင်ဆာတွေအဲ့ဒီဟာတွေကကြတော့လဲဒီလိုတစ်ခုလုံးထွက်တာရှိနေတယ် အကျိတ်ပေါ့နော် lymphoma လို့ခေါ်တာပေါ့အဲ့ဒီသွေးကင်ဆာနဲ့ဆိုင်တဲ့အကျိတ်တွေအဲ့ဒီဟာကြောင့်မလို့လေဒီဒီကိုလုံးအရေးပြုံးကိုခေါ်တာရှိနိုင်ပါတယ်အထူးကပြောချင်တဲ့အချက်ကဒီလိုမျိုးဒီကိုလုံးအရေးကုန်ခေါ်တာလေအစတော့ကတော့နည်းနည်းလေးဖြစ်တာပြီးတော့မှတစ်ဖြစ်ဖြစ်များလာတာအဲ့တော့နည်းနည်းလေးဖြစ်တဲ့အချိန်မှာစောစောကုရင်ကောင်းတယ်ရန်တစ်ကိုယ်လုံးများလာတဲ့အချိန်ကျရင်အိမ်မှာအကြိုက်ကြီးမနေနဲ့ အဲ့လိုအရန်ကိုလုံးများလာတဲ့အခါကြလို့ရှင်တချို့တွေကအိမ်မှာနေလို့ရသေးတယ်အိမ်မှာရမယ်ကုလို့ရသေးတယ်ပေါ့နော်အဲဆရာဝန်ကညွန်ကြားမယ်ပေါ့ကိုကကိုအိမ်မှာနေပြီးကုအဲ့လိုရသေးတယ်နောက်ပိုင်းတဖြည်းဖြည်းကြာလာလို့ရှင်သူကခန္ဓာကိုယ်မှာဓာတ်စားတွေရောပရိုတင်းတွေရောဆုံးရှုံးလာရရန်များတယ်အဲ့ဒါဆိုလို့ရှင် electrolyte imbalance ဆိုတဲ့ဓာတ်စားမညီမျှမှုတွေဖြစ်ပြီးတော့ဖောရောင်တာတွေရောနော်အပူဝေးမထိန်နိုင်တာတွေရောနှလုံးရောဂါတွေပါ နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးဖြစ်လာပြီးတော့အဲဆေးရုံမှာကုမ တက်ရောက်ကုသမှုခံယူမှာရမှာအဲ့လိုမျိုးဖြစ်သွားလိမ့်မယ်နော်အဲ့ဒါကြောင့်မလို့ဆော့ဆော့ကုသမှုခံယူပါလို့ပြောချင်တယ်ကဲအဲ့လိုမျိုးဒီကုလုံးရေကုန်နေกว่าနေဘာလုပ်မလဲပေါ့နော်ပထမဆုံးတစ်ချက်ကတော့အရေးပြားအထုပ်ကူဆရာဝန်နဲ့ဆော့ဆော့ကုသမှုခံယူပါအဲ့ဆိုသူကဘာအကြောင်းကြောင့်ဖြစ်လဲဆိုတဲ့ဟာကိုရှာပေးလိမ့်မယ်ပေါ့နော်နံပါတ်1အချက်ကကြတော့ဒီအိမ်မှာကိုဘာတွေလုပ်ရမလဲဆိုတဲ့အကြောင်းလေးပြောပြမယ်။ကဲအိမ်မှာအရင်ဆုံးလုပ်ရမှာကြတော့ အလောက်ကနေအနားယူလိုက်ပါဘာဖြစ်လို့လဲဆိုတော့တစ်ခါလေကြရင်ဒီဟာကိုကဓာတ်မတည့်တဲ့ပစ္စည်းတွေကြောင့်မလို့ဖြစ်တာအဲ့လိုမျိုးတစ်ခုခုကြောင့်မတည့်တာပတ်ဝန်းကျင်ရဲ့နော်ဖုံနေလို့သဲတွေလို့အဲလည်းဖြစ်နိုင်တယ်လို့အလောက်ရအလောက်ကနေပြီးတော့အလောက်ရဲ့ကိုယ်အလောက်ရဲ့ပတ်ဝန်းကျင်ကပစ္စည်းတွေနဲ့ကိုယ်နဲ့မတည့်တာဖြစ်နိုင်တယ်အဲ့ဒါကိုကမသိဘူးပေါ့နော်အလုတ်ကိုပဲသွားသွားနေအဲ့ဒါဆိုလို့ရှိရင်တော့တတ်တာမှမဟုတ်ဘူးအဲ့ဒါကြောင့်မလို့အလုတ်ကနေအနားယူလိုက်ပါအဲ့ဒါဆိုလို့ရှိရင်အနားလဲရမယ်ပေါ့ဒီ ဒီလိုမျိုးပစ္စည်းတွေနဲ့ထိတွေ့တဲ့အခါဆိုလို့ရှိရင်လေသူကအဲပစ္စည်းတွေနဲ့မထိတွေ့တော့ဖြတ်တောက်လိုက်တဲ့အတွက်ကြောင့်မလို့ကိုကသက်သာမယ်နောက်တစ်ခုကအနာရမယ်စိတ်ကောလူရောအနာရတဲ့အတွက်ကြောင့်မလို့ဒီ wound healing ကောင်းတဲ့အနာရမြန်မြန်ကြက်ကြက်တယ်ပေါ့နော်သက်သာတယ်ပေါ့ကဲနောက်တစ်ချက်ကကြတော့အိမ်မှာအစာအာဟာရပြည့်ပြည့်စုံပေါ့အစာအာဟာရဆုံးရှုံးသွားတာတွေကဓာတ်စားတွေရောအသားဓာတ်တွေရောအဲ့ဒါကြောင့်မလို့ ကျက်ဥတို့အသားတို့နော်ဟင်းသီးရွက်တွေရောအကုန်လုံးပြည့်စုံအောင်စားရမယ်တချို့တွေကကြတော့ရှားတယ်ဆိုပြီးတော့ဒါကအရန်ရရတယ်ရှားတယ်ဆိုတော့မစားတော့ဘောနော်ကျန်တယ်မစားရည်များနေအဲ့ဒါဆိုလို့ရှိရင်လည်းမဟုတ်သေးဘူးအဲ့ဒါဆိုဒီအနာကောင်းကောင်းကျက်မှာမဟုတ်ဒါအနာတွေပဲလေအနာကျက်ဖို့လိုတယ်နော်ဒီအရေးကုန်းတွေကွာနေတာပေါ့အဲ့ဒါကောင်းဖို့လိုတယ်အဲ့တော့အသားများများစားပြပါပြီးရင်တချို့တွေကအသားထက်တွေဆုံးရှုံးနေတဲ့အတွက်ကြောင့်မလို့ဒီ ခဏကမှဖောရောင်လာတယ်ရှိတယ်။အဲဒါကြောင့်မို့လဲအသားတွေစားဖို့လိုတယ်နော်။ပြီးရင်ရေများများတောက်ပေါ့နော်။နောက်တစ်ချက်ကသူတို့ကအပူအေးမထိန်းနိုင်ခဏကပေါ်မှာအရေကုန်မရှိဘူးအရေပြားမရှိတယ်လို့ဖြစ်တယ်။အဲဒါကြောင့်မို့လို့ဟိုပူရင်လည်းအရန်ပူတယ်သူကချမ်းရင်လည်းတအားချမ်းတယ်နော်အဲ့လိုတချို့တွေဆိုလို့ရှိရင်တုံတက်နေတာပဲအဲ့လိုမျိုးတွေရှိတယ်။ဟိုချွေးလည်းမထွက်ဘူး။အဲ့လိုတွေဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့ရေနွေးနွေးလေးနဲ့ရေချိုးမယ်စက်သိန်းနွေးနဲ့ပေါ့နော်ရေချိုးမယ်။ပြီးရင် ရေချိုးပြရနဲ့အဆိုတက်လေးထိမှုအတွက်ဆိုလို့ရှင် moisturizer ပေါ့နော် petroleum jelly ဆိုတာကသူကဒီဟို vaseline ointment အဲ့လိုမျိုးပဲပေါ့နော်ဒီအဲ့အဲ့ဒီဟာမျိုးလေးလိမ့်မယ် moisture ကိုထိမှုအတွက်အဆိုတက်ထိမှုအတွက် body lotion နေလိမ့်လို့ရတယ်ပြီးရင်အရာသက်တောင်လို့ဘာမီတွန်လို့ဟာမျိုး citrusin လို့မျိုးဆေးမျိုးအဲ့လိုတောက်လို့ရတယ် တချို့ဆရာဝန်တွေကကြာဖောရောင်နေတဲ့အတွက်လဲเนาะတခြားပရိုတင်းတွေဖြည့်ဖြည့်ဆွတ်တဲ့အနေနဲ့ပေးတာရှိနိုင်တယ်ပြီးတော့ဒီစီစေးလို့ဟာမျိုးတွေပေးတာရှိနိုင်တာပေါ့လေเนาะလိန်စေးလိန်စေးအနေနဲ့တော့ရှားနာပျောက်စေးတွေစတီရိုက်တွေပါတယ်အဲ့ဒါကြီးလိန်မနေနဲ့အဲ့ဒါပထမတော့เนาะကွန်ပေါင်းလို့အဲစကင်နဲရိုစခရုံလို့အဲ့ဒါလေးတွေကိုလိန်တက်ကြရပေါ့เนาะဘတ်ချီယမ်လို့ဘန်နိုဗိတ်ချီယမ်လို့အဲ့ဒါလေးလိန်လို့ရှင်အစာပိုင်းတော့ရှားတာတတ်တာတလို့ပဲဒါမဲ့လေး တော့မကောင်းခဏကိုမှဒီအရေးကိုမရှိအရေးပြားမရှိလို့ရှိရင်သူကခဏကိုမှသူ့ကိုဆုပ်ယူမှုတွေအရင်များတယ်အဲ့ချင်းကြလို့ရှိရင် body ကအရင်ဆုပ်ယူရင် side effect တွေပဲပိုများလိမ့်မယ်အဲဒါကြောင့်ကိုမသိလိုက်ဖ ೇನೆ လိန်စေးရနေ side effect တွေအများကြီးဝင်သွားမိတာအဲ့လိုဖြစ်မှာဆိုလို့ဒီလိန်စေးတွေတော့အရင်ကြီးမလိမ့်နဲ့ပေါ့နော် infection ကြောင့်ဆိုလို့ရှိရင်လည်း infection ကိုကုရမယ်ပေါ့နော်ပြီးရင်တကယ်လို့ဟို ် HIV ကြောင်းဆိုလို့ရှိရင်လည်း HIV နဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့ကုသမှုခံရရမှာပေါ့နော်ဘုသူတ္တရီလည်းရကြပါစေကျမလှပတော့ရေးပြပိုင်းဆိုင်နေကြပါစေရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံတွေ့မယ်နော်ဘိုင်ဘိုင်